Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Lisandro Martinez ကတော့ International Break ပြီးပြန်ကစားမယ့်ပွဲစဉ်ဒီမှာလူစင်းနဲ့ပြန်ပါလာနိုင်ဖို့ရှိတယ်ဆိုပြီးတော့ Fabrizio Romano ကတော့ကျွန်တော်ပြောထားတာလေးကျွန်တော်ရှိပါတယ်။ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ကြည့်အောင်ပါ။ဆိုတော့ Argentina အသင်းနဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်။ဒါ training နေစင်းဖို့အတွက်လိုက်သွားတဲ့နောက်ခံကစားမဖြစ်တဲ့ Martinez ကလိုအပ်တဲ့လေ့ကျင့်မှုတွေကိုအကုန်လုံး ပြီးခဲ့တဲ့ရက်ပိုင်းအတောတွင်ကလုံနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ international break ပြီးပြီဆိုတာနဲ့ Manchester United အသင်းတို့ကစားဖို့အစင်သင်ဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်တော် Romano ကကျွန်တော်ပြောထားတယ်ဆိုတော့ဒီ international break ပြီးရင်ကိုရီ Manchester United အတွက်တော့တကယ်ကောင်းတဲ့အခြေအနေမျိုးတွေကြီးပဲကျွန်တော်ကြားမယ်သဘောမျိုးပါဒါကလည်းတခြားကြောင့်တော့ကျွန်တော်မဟုတ်ဘူးပေါ့နော်အဲလက်ရှိ injury ပြဿနာကြုံသွားပါတယ်ဆိုတော့ Benjamin Sheshko ကလည်းဒဏ်ရာပြဿနာကြီးကြီးမားမားကြီးကြုံရတာမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့ International Break ပြီးဒုတိယမြောက်ပွဲတတိယမြောက်ပွဲလောက်မှာပြန်ပြီးတော့ပါနိုင်မယ်ဆိုတော့အခြေအနေမျိုးဖြစ်နိုင်တယ်ရှိတယ်ပေါ့နော်။ဒါအပြင်ပိုကောင်းတာကလစ်ချပါ။ပြီးခဲ့တဲ့ရာသီကကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင်ခန်းစစ်ကနေပြီးတော့ကစားကွက်တီဆောက်ဖို့ကြိုးပမ်းတာမျိုးပဲဖြစ်ဖြစ်တကယ်ကောင်းတဲ့ line breaking pass တွေ attacking pattern တွေတကယ်အဆင်ပြေစေမယ့် passing ability တွေကိုလုံပြနိုင်တဲ့ Lisandro Martinez တို့ကစားမမျိုးကိုကျွန်တော်ပြီးခဲ့တဲ့ရာသီကအရင်အရေးကြီးတဲ့ player တယောက်ဖြစ်မြင်ခဲ့ရတာ။ ကံမကောင်းစွာနဲ့အင်ဂျူရီပြဿနာကြုံသွားပြီးတော့ကျွန်တော်အဲ့ဒီနေရာကဒုက္ခရောက်ခဲ့တယ်။တခါတလေမှလူငယ်လေးဖြစ်တဲ့ Heaven ကို တုံးလေရ။တခါတလေလူရှော့ကိုတုံးပြီးတော့ဒီကောင်ကပါအင်ဂျူရီပြဿနာကြုံသွားရ။အဲ့ဒါတခါတလေယူရူမာဇရာဝီရူကိုထားကစားလိုက်ရတဲ့ Left Center Back နေရာမှာတော်တော်ကိုဒုက္ခရောက်ခဲ့တာ။အခုဆိုလို့ရှိရင်လူရှော့ကကံကောင်းစွာနဲ့ပဲပေါ့နော်။ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဖြစ်ပြီးတော့ကစားနေတယ်လို့အင်ဂျူရီပြဿနာတွေလည်းကင်းနေတယ်။ဆိုတော့အခုလက်ရှိလက်ချပြန်ပါလာတော့မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကကျွန်တော်အရန်ကိုအချိန်ကြီးကောင်းတော့မှာ ာလို့လဲဆိုတော့လေချာကတခြားစန်နာဘက်တီနဲ့မတူဘောပလိင်း ability မှာအရင်ကောင်းနေတယ်မှာပါတယ်။ဒါအပြင်ကျွန်တော်တို့အဲ့ဒီဘဲဘဲချမ်းကနေပြီးတော့လေတိုက်စစ်တီကိုပူပြီးတော့လိုက်ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အခုအားကကျွန်တော်တို့တိုက်စစ်ကိုသွားတဲ့အခါအမ်ဘူမိုရဲ့အာမက်ဒီယာလိုဘက်ချမ်းကနေပြီးတော့သူတို့နှစ်ယောက်ရဲ့အတွေ့ဖက်ကနေပဲကျွန်တော်ကအားကိုးနေရတာဒီဘက်ကပက်ထရီဒူဂူတို့ကုညာတို့ဘက်ချမ်းကနေပြီးတော့ဘလို့မှအဆင်မပြေဘူးအဲ့တော့လေချာဟာတခါတလေ line တွေကိုကြော်ပြီးတော့ပေးနေတဲ့ကစားသမားမျိုးပြထားပါတော့ကျွန်တော်တို့ pressing လုပ်ခံနေရတယ် ကွင်းလေကိုကျွန်တော်ဘောနော်ဘလုံးမတ်ပေးလို့မရဘူးကွင်းလေပေးမရတော့တိုက်စစ်ကိုပေးလို့လည်းမရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အချိန်မလူအပ်တဲ့ back pass ဒီ side way pass ဒီဆိုတာထက်ဘောနော် line breaking pass ဒီနဲ့လေချာဟာတိုက်စစ်ကမဒီစ်ကူညာတို့ထံကိုတမမဘင်ဂျမင်ရှက်ကူတို့ထံကိုတောက်လျှောက်ဆိုတို့ကျွန်တော်ပေးနိုင်တဲ့အခြေချင်းမျိုးကျွန်တော်ရှိတယ်မှန်မီမှန်မှန်မီမီကျွန်တော်ပြောရရင် Manchester City ကိုပြီးခဲ့တဲ့ကျွန်တော်ဒီဇင်ဘာကာလပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကာလမှာ1 2နဲ့သူတို့ Manchester City ကွင်းမှာကျွန်တော်9တုံးကဗျာ အမတ်ဒီယာလိုကိုပေးခဲ့တဲ့လစ်ချာရဲ့အလုံပေါ့ဒါမျိုးတွေပေါ့ဒါတာမန်ကစားမတယောက်ဆိုလို့ရင်ကျွန်တော်တို့နောက်တွေပဲပြန်ပြီးမှပြပေးစရာမရှိတော့ဘူးဆိုတော့အမတ်ဒီယာလိုပြီးသွားတယ်ဘာမှမဆိုင်ဘူးเนาะအမတ်နဲ့လစ်ချာဆိုတာကအဝေးကြီးပဲဒါပေမဲ့အမတ်ရဲ့ပြည်လန်ကြောင်းလေးကိုလစ်ချာပေးခဲ့တဲ့အလုံနေဒါရီယာလစ်ချာကပဲလုံနိုင်တာအဲ့တော့ဒီကစားမကိုကျွန်တော်ကအမှန်တမ်းပြောရင်တက်နိုင်တယ်များကျွန်တော်လူတယ်ကိုရီးယားဘောလုံးရနေတဲ့အချိန်ပရက်ဆင်လည်းလှုပ်ခံထားတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့မစ်ဖီလိုင်းတစ်ခုလုံးက under pressure ဖြစ်နေတဲ့အချိန်ဘလူးမန်ဘောလုံးကရှေ့ကိုမထွက်မဲ့နေထားမျိုးမှာဒီကစားမကအဲ့လိုပါစနေကောင်းကောင်းပေးနေတယ်ဆိုတော့လစ်ချာဒီအတင်းတွေအရင်ရေးကြီးတဲ့တဲမှာကျွန်တော်ပါတယ်အမ်ဘိုရင်တွေ့တဲ့လစ်ချာပြန်ပါလာလို့ရှိရင်တော်တော်ကိုဟိုအမြဲတမ်းပေါ့နော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲကောင်တာ attack တွေပေါ့နော်ပြီးလို့ရှိရင် direct ball တွေပဲတွားနေတယ်ဆိုတာထက်ပေါ့နော်ခန်းစစ်ကနေဖြည်းဖြည်းချင်းပွဲကိုထိန်းချုပ်ဖို့ကြိုးပမ်းတာမျိုးတွေမြင်ရလိမ့်မယ်လို့ထင်တယ်အခုက Manchester United က United လောက်ထိကောင်တာ attack ကစားတဲ့အသင်းမရှိဘူးဗျာ Premier League မှာမှန်းလည်းပြောရရင် ယူနိုက်တက်လောက်ထိပွဲကိုမြင်မြင်ကစားတဲ့အတင်ကမရှိဘူးပရီးမီးယားလိမှာဒေတာတွေရအဲ့တော့ကျွန်တော်တို့အနေနဲ့ပွဲကိုဖြည်းဖြည်းချင်းထိန်းချုပ်ဖို့လိုတယ်ကျွန်တော်တို့ကကောင်တာအချက်တီးပေါ့နော်ပွဲဟိုအမြင် direction နဲ့ကစားဟန်နေကစားနိုင်တယ်မြပြိုင်ဘက်ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးပြိုင်ဘက်ကိုမထိန်းချုပ်နိုင်သေးဘူးဒုတိယပိုင်းမှာဂိုးတွေပြန်ပေးရမှာပဲရှစ်ပွဲတွေမှာဒါတွေကြောင့်ကျွန်တော်ကခံနေရတာအဲ့တော့ပွဲရဲ့ tempo ကိုထိန်းနေတဲ့ကစားမမျိုးကျွန်တော်တို့ကလိုတယ်ဆိုတော့ lecture ဒီ imminent အရေးကြီးတဲ့ကစားသမားအခုလည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ပြန်ပြီးတော့ကစားနိုင်တော့မေးဆိုတော့မျိုးကအများကြီးကောင်းတဲ့တင်းမှာဆိုတော့ဘယ်ပွဲတွေမှာပြန်ပါနိုင်မလဲ လက်ရှိသူအာဂျင်တီးနားနဲ့သူလေ့ကျင့်ခန်းဆင်းနေတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပေါ့နော်လာမယ့်ထပါတော်ပြ25ရက်နေ့ပေါ့အခုဆို16ရက်နေ့ပေါ့နော်25ရက်နေ့မှာအဲ Everton ကိုကျွန်တော်တို့ကအိမ်ဝင်းမှာလက်ခံကစားမယ်ည2နာရီခွဲနော်อืมအဲ့ပွဲမှာကျွန်တော်ကတော့လူစင်းနေတယ်ပါနိုင်မယ်လို့တော့တကယ်တော့ပါနိုင်တယ်ပြသည်လား Everton ရဲ့ပွဲမှာလေလူစင်းနေတော့တော့အမေကျွန်တော်ကတော့၃နိုင်မယ်လို့မထင်ဘူး Emory ရဲ့ဘက်က Palace 2 Barrow နဲ့ပွဲလောက်မှပဲကျွန်တော်စပြီးတော့ထည့်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဒီလားဒီ Emory ဒီဗာလဲ လက်ချာကိုတုံးမယ်ဆိုရင်လည်း MOLIN ရဲ့ဘက်ကဆိုတော့ကျွန်တော်တို့ international break ပြီးပြီဆိုတာနဲ့ Everton နဲ့ကစားမယ်ပြီးရင် Crystal Palace Queen ကိုတွားကစားရမယ်ဆိုတော့ Everton နဲ့ပွဲတော့ကျွန်တော်မမျောလင့်ဘူးတည်ကြတဲ့ Crystal Palace နဲ့ပွဲကြရင်တော့လက်ချာကိုစပြီးတော့မြင်ရတော့မယ်လို့ကျွန်တော်ထင်တယ်ဒုတိယပိုင်းမှာပေါ့နော်ကျွန်တော်တို့ကအရင်ကောင်ကနေဝင်လာတာမျိုးတွေဆိုတော့ညီကလို့ရောဘယ်လိုမြင်ရလဲလက်ချာကိုပြန်ပြီးတော့စောစောစီစီမြင်ရလိမ့်မယ်လို့ထင်တာအခုပုံစံရဆိုလို့ရှိရင်လက်ချာဟာကစားခြင်းကစားလို့ရနေပြီပြီးတော့ MOD ရဲ့ဘက်ကနောက်ထပ်ထပ်ပြီးတော့စိုးဝါတာမျိုးမကြုံရအောင်လို့ သူကအတက်နိုင်ဆုံးကျိုးပန်းနေတာအဲ့တော့တတိထားပြီးတော့ကျွန်တော်တို့လေချာရဲ့အခြေအနေကိုဂိုင်တွင်နေတယ်လို့ပြောရမှာပေါ့ဗျာဆိုတော့ Crystal Palace နဲ့ပွဲမှာတော့မြင်ရနိုင်မယ်လို့ထင်တယ်ညီကလို့ရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်